ပါပါတယ်ဒီမှာတေချာလေးကြည့်ပေးလိုက်ပါဒီကောင်လေးဆိုရည်ဘူးပေါ့เนาะကျွန်တော်တို့ဒါနောက်ကိုပို့လိုက်တဲ့ပုံအတိုင်းထုတ်မယ်ဆိုရင်ဒီလောက်ဝါးတယ်ဒီဒီလောက်ဒီလောက်ထွက်တယ်ဒါပေမဲ့ဒီလိုမျိုးလွှဲလိုက်တဲ့ခါကျတော့ဒီလိုမျိုးနဲ့ကြီးကြီးလေးထွက်လာတယ်ပေါ့เนาะဒီမင်္ဂလာပါကျွန်တော်အခုကျွန်တော်ဆရာကဒီပုံလေးကို Telegram မှာနေပို့တယ်ပေါ့เนาะပြီးနေရ proposition လေးတွေလိတ်လာလို့ရအောင်ပို့ပေးတာဖြစ်တယ်ဆိုတော့ဒီပုံကိုကျွန်တော် print ထုတ်ပြီးတော့မှအပြင်မှာဟို ကောင်းကောင်းလေးကြီးလို့ရအောင်ပေါ့နော်ကျွန်တော်ထုတ်ရှင်တယ် print ထုတ်မယ်လို့လိုက်တဲ့ခါကျတော့သူကတော်တော်လေးဝါးတာကိုကျွန်တော်တို့တွေ့ရတယ် print ထုတ်တဲ့ခါမှာကြည်ကြည်လေးဖြစ်ရှင်နေဆိုရင်အရင်ဆုံးကျွန်တော်တို့ hipbox ဆိုတဲ့ software လေးကိုကျွန်တော်တို့ဒီဖွင့်ရမှာဖြစ်တယ်ဒီ hipbox software ကကျွန်တော်ဒီ license မဟုတ်တဲ့ဟာပေါ့နော်တုံးတာဖြစ်တဲ့အတွက်ဒီကျွန်တော်ရဲ့ channel မှာဆိုရင် ပြလို့မရဘူးအာလုံးပုံလုံးနေပြလို့မရအောင်ဒါပေမဲ့ကျွန်တော်ရဲ့ telegram မှာကျွန်တော်က သူ download ဆွဲနေ install လုပ်နေ crack ဖြစ်နေပေါ့နော်ဒီဟာလေးတွေကိုကျွန်တော် video ပြစ်ဆုံးတယ်ပြုတ်လို့ပြထားတာရှိတဲ့ဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ Telegram မှာတွားပေးလိုက်ပါ Telegram ရဲ့ link ကိုဒီ video ရဲ့ description မှာကျွန်တော်ပေးမှာပါနော် Okay ကျွန်တော်တို့တွားလိုက်ရအောင်ဒီ software ကို hip hop software ကိုကျွန်တော်တို့ဖွင့်မှာပါနော်ဖွင့်လိုက်တဲ့အချိန်မှာဒီလိုမျိုးကြာလာမယ်ပေါ့နော်ဒီလိုမျိုးကြာလာတယ်ဆိုရင်ကျွန်တော်တို့ဒီ ကျွန်တော်တို့ပုံအိုးဒီမှာဆွဲထည့်ဒါမှမဟုတ်ရင်ဒီကနေတော့ပြီးတော့မှတော့ယူလိုက်ရတယ်ဒါအခြေခံမိုးတဲ့အတွက်ကျွန်တော်ကြော်လိုက်ပါမယ်ဒီလိုနဲ့တွားလိုက်မယ်ဆွဲထည့်လိုက်တယ်ဆွဲထည့်လိုက်တဲ့အချိန်မှာဒီနေရာမှာသူ့မှာကျွန်တော်တို့ option ၃ခုရှိပါတယ် general model ဆိုတာရှိတယ်ဒီကောင်ကျတော့ကျွန်တော်တို့ shoot him ပုံလေးပေါ့နော် shoot him ပုံတို့ဒီ landscape နဲ့ပတ်သက်တဲ့အဆင်ကျွန်တော်ဒီ general နဲ့လုပ်တယ်ပြီးရင် the noise model ဆိုတာကဒီလိုမျိုးအကောင်လေးပေါ့နော်ဒီလိုမျိုးပျက်စီးတစ်ခုခုပေါ့နော်ဒါဟိုတရိတ်ဆန်တို့ အာပြီးရင်ဟိုဘယ်လိုပြောမလဲဒီထိုက်ခုံပျက်စီး pre vocal တို့ဘာလို့ဆိုရင်ကျွန်တော်တို့ဒီ noise model နဲ့သွားမယ်လူပုံပါတယ်လူမျက်နှာပုံမျက်လုံးနဲ့နှာခေါင်းပတ်သက်ဒီနှာခေါင်းတွေဘာတွေပါလာပြီဆိုရင်ကျွန်တော်တို့ဒီ face model ကိုတုံပြရမှာဖြစ်တယ်အခုကျွန်တော်တို့ကဒီက object တွေဖြစ်တဲ့အတွက်ဒီ element တွေ object တွေဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒီ noise model ကိုရွေးရမှာဖြစ်ပါတယ်ဒီမှာရွေးလိုက်မယ် ဒီမှာရွေးမယ်ဆိုတိုင်းမှာတစ်ချက်နှိပ်ပေးလိုက်တာပေါ့နော်ပြီးရင်ကျွန်တော်တို့ဒီနေရာမှာဒီ export file setting ကဘယ်နေရာမှာသွားမလဲပေါ့နော်ကျွန်တော်တို့ရွေးပေးရမှာဖြစ်တဲ့ဒါတော့ default ထားရင်လည်းရတယ်ပေါ့နော် default ထားရင်လည်းရပါတယ်ဆိုတော့ကျွန်တော်တို့အာဒါကတော့ကျွန်တော်မရွေးတော့ဘူးနော်ဒီတိုင်းလေးထားမယ်ခဏနေယူပုံယူနည်းပဲကျွန်တော်ပြတ်မယ်ဆိုတော့ဒီလိုမျိုးဒီရွေးပြီးပြီဆိုရင်ကျွန်တော် preview ဆိုတာလေးကိုတစ်ချက်လောက်နှိပ်ပေးလိုက်ပါဆိုတော့ဒီနေရာမှာကိုယ့်ရဲ့ set ကို model မြင်တာနေတာ model ဆိုတာဒီ set cpu version တော့ gpu တော့ ram တော့ဘာလို့မြင်နေဆိုရင်ကိုယ့်ရဲ့ set အနည်းအမြင့်ပုံမူတည်ပြီးတော့မှဒီနေရာမှာကြာချိန်ကကြာတော့ကွာချနိုင်မှာဖြစ်ကွာချနိုင်ပါတယ်ကျွန်တော် set ကတော့ဒီမှာကျွန်တော်က i7 တုံးထားတယ် ram က 8GB ပဲတုံးထားတယ်ပေါ့နော် GPU ကတော့ကျွန်တော်ဟို 4GB GTX 4GB တုံးထားတာဆိုစက်ကတော့ဟိုဟို graphic card တွေဘာတွေမြင့်လေကောင်းလေပဲပေါ့နော်ခဏလေးနဲ့ပြီးသွားတယ်ပေါ့နော် โอเคဒီမှာပြီးတော့ပါပြီဆိုတော့ဒါကတော့မူရင်းပေါ့เนาะဒီဘက်ကတော့ကျွန်တော်တို့ဒီ software လုတ်ပေးလိုက်ရပါတော့เนาะကျွန်တော်တို့ zoom ဆွဲ zoom ဆွဲပြီးတော့မှတစ်ချက်တော့တွားကြည့်ရအောင်ဆိုတော့တော်တော်လေးကြွာပါတယ်ဒီမှာတေချာလေးချိန်ပေးလိုက်ပါဒီကောင်လေးဆိုရည်ဘူးပေါ့เนาะကျွန်တော်တို့ဒါနောက်ကိုပို့လိုက်တဲ့ပုံအတိုင်းထုတ်မယ်ဆိုရင်ဒီလောက်ဝါးတယ်ဒီလောက်ဒီလောက်ထွက်တယ်ဒါပေမဲ့ဒီလိုမျိုးလောက်လိုက်တဲ့ခါဆိုတော့ဒီလိုမျိုးနဲ့ကြီးကြီးလေးထွက်လာတယ်ပေါ့เนาะဒီထမင်းဘူးတွေဆိုလက်ချိန်လိုက်ပါအောင်ရှင်းချိန်လိုက်ရှင်းချိန်လိုက်ပါเนาะစင်မဆိုရင်တိတ်မရှင်းဘူးဒီမှာဆိုရင်ရှင်းရှင်းလေးပေါ့เนาะ ဒီအဖုံးကြီးပါလေပေါ့နော်အဲ့လိုမျိုးဒီဒီတိုင်းမဲ့ဒီခရမ်းချင်သေးတယ်ဆိုလဲကျွန်တော်တို့ဒီဘက်ကဟာကဒီလိုမျိုးထွက်တယ်အခုကျွန်တော်တို့လိုလိုက်တဲ့ခါဆိုဒီလောက်ထွက်တယ်ဆိုတော့ print ထုတ်လိုက်ရင်တော်တော်လေးကွာတာကိုကျွန်တော်တို့တွေ့ရမှာဖြစ်တယ် print ထုတ်လိုက်တော်တော်လေးကွာပါတယ်ဆိုတော့ဒီမှာပေါ့နော်ဒါမိုးလေးတွေဒီ watermelon ပေါ့နော်ဒီကောင်းနေဆိုလဲဒီလောက်ဒီလောက်ပေါ့နော်အဲ့လောက်ထိကိုကွာတာဖြစ်တယ် print ထုတ်လိုက်ရင်တော်တော်လေးကွာတာနော်ဆိုတော့ဒါကချုပ်ပြီးကျွန်တော်တို့အဲ့ဒါလေးကြိုက်ပြီးဆိုရင်ကျွန်တော်တို့ export ကိုတခါတည်းနေလိုက်မယ်နော်ဒါလေးဒါလေးနေလိုက်မယ် တချက်နဲ့မရဘူးတခါတလေစတချက်နဲ့မရတတ်ဘူးကျော် crack russian ကြောင်းလာတော့မသိဘူးအဲ့ဆိုရင်ကျွန်တော်တို့ဒီကောင်လေးနှစ်ချက်လောက်နေပေါ့နော် double click နေလိုက်မယ်ဒီချိန်မှာဒီလိုမျိုးပေါ်လာတယ် okay နေလိုက်တော့သူ့ရဲ့နေရာမှာရောက်မယ်ကျွန်တော်တို့ open folder ဆိုရင်ဒီ folder မှာတခါတည်းတွားလိုက်မယ်ပေါ့နော် open folder နေလိုက်မယ်အဲ့ဆိုရင်ကျွန်တော်သူ့ဒီအပြင်မှာဆွဲထုတ်လိုက်မယ်နော်ဒီမှာဆိုရင်ဒါကကျွန်တော်တို့မူရင်းဖြစ်တဲ့အခုကျွန်တော်တို့လုံးလိုက်တာကတော့เนาะဒါလေးပေါ့เนาะဒါလေးကိုကျွန်တော် zoom ဆွဲပြတာเนาะ ဒါလေးကို zoom ဆွဲပြတ်မယ်ဆိုတော့တော်တော်လေးကွာเนาะဟာလေးโอเคဒီကောင်လေးကိုဟိုက print ထုတ်မယ်ပေါ့เนาะ print ထုတ်တော့မယ်ဆိုရင်ကျွန်တော်တို့ဒီအောက်ကဟာပေါ့เนาะဒါလေးပိတ်လိုက်တော့မယ်เนาะဒါလေးပြီးပြီဆိုတော့ပိတ်လိုက်ပေါ့ဆိုတော့ right click ထောက်ပြီးတော့မှကျွန်တော်တို့ print ဆိုရင်ပွာလိုက်ဒီမှာ print setting လဲလုံးလုံးရတယ် photoshop ထဲသွားပြီးတော့မှ effort size နဲ့ချိန်အဲ့ပြန်ထုတ်လို့လည်းရတယ်အဓိကပြောချင်တာကတော့ကျွန်တော်တို့ဒီ make to size စာစီစာရဲ့ size ဘယ်ဖြစ်ဖြစ်ပေါ့နော်ဘယ် printing ပြီးကျွန်တော်ဗင်နိုင်းလုပ်ငန်းလုပ်တော့လည်းဒီဗင်နိုင်းလုပ်ငန်းမှာဆိုတော်တော်လေးအဆင်ပြေတော့နော်ဒီသူ့ရဲ့ pixel တိတိလေးရစားပေါ့နော်ဒီနေရာမှာကျွန်တော်တို့ဒီသူ့ရဲ့ resolution ကလည်းကျွန်တော်တို့ output ကလည်းဒီမှာရွေးလို့ရသေးတယ်ကျွန်တော်ကဒီဒီဘယ်လိုပြောမလဲဒီဒီ2000 2K 2K လောက်နဲ့ပဲကျွန်တော်လုပ်တာသူကတကယ်တမ်းကျွန်တော်ဒီ 4K ထိတောင်ရတာနော်ကျွန်တော်တို့ 2K နဲ့ပဲလုပ်နေတာဖြစ်တယ် မေသူဆိုင်တို့စာစီဆိုင်ရဲ့ဆိုင်တို့ဒီ printing လုပ်ငန်းတို့ဓာတ်ပုံဆိုင်ဟုတ်โอเคကျွန်တော်အရင် video တုန်းကလည်းဓာတ်ပုံတွေလုတ်ပြတယ်နော်ဓာတ်ပုံမှာလည်းတော်တော်လေးဝဆင်ပြီးတော့ကျွန်တော်တို့တွေ့ရတယ်ဆိုတော့ဒီ software လေးကကျွန်တော်တို့ဒီ printing လုပ်ငန်းမှာတမယ photographer တို့ဒီဓာတ်ပုံလုပ်ငန်းနေအလုံးဆောင်ထားနေတဲ့ software ဖြစ်တယ်ဆိုတော့ကျွန်တော် recommend ပေးချင်ပါတယ်အလုံးလိုက်လုပ်ကြည့်ပါအဆင်ပြေချက်မှလုပ်ယုံကြည်ပါတယ်မင်္ဂလာရှိတော်ကြီးလေးဖြစ်ပါစေ